ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တောက်ကြားသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းလေးဘုံမြမရူရာအထောက်အကူအင်စာအုံးမှာဟောကြားထားသော တောက်ကြန်သားသမီးများအတွေ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိ15ရက်စာကြံပြုဟော့စတန်ကိုပြည်ပြည်အုံဆုံးဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတရားအောင်လဲဘင်းတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ ဂျန်သားသမီးများအတွေ့15ရက်စာဟော့စတယ်ဒီကနေ့အတွင်းမှာကာလအတန်းကြာမပြတ်မသားဖြစ်နေတဲ့ကိစ္စများဖြေရှင်းနိုင်မယ်လက်လွန်ဆုံးရှုံးထားသောငွေကြေးများရပိုင်ခွင့်များပြန်လည်ရရှိမယ်နေနီးပါမှာလက်သုပ်ဆိုင်သို့မဟုတ်လက်ဖက်ဆိုင်တစ်ခုအစ်စ်ဖွင့်နိုင်လိမ့်မယ်၎င်းဆိုင်တစ်ခုမှအစားအသောက်တစ်ခုကိုဝယ်ယူလက်ဖွင့်၍မိမိအိမ်ဖျားတွင်ကတ်လူပူဇော်ပေးပါကိုယ်တိုင်တွင်၎င်းလက်ဖွင့်ကံကောင်းခြင်းများရှိလာမယ်စနေနံကြံသာပရိနံပစ္စည်းများကိုရောင်းချမည်ဆိုပါကဒီကာလအတွင်းရောင်းချပါလာမည့်ကာလများတွင် မင်းမဈေးရမည်မဟုတ်ပါရွှေရေလောဝေရဏာတို့ကိုဝယ်ယူမည်ဆိုပါကဒီအပတ်အတွင်းဝယ်ယူပါကာလအတန်းကြာပြောင်းနေသောပစ္စည်းများကိုရောင်းချမည်ဆိုပါကဒီကာလအတွင်းရောင်းချပါမိသည့်ကာလများတွင်အင်းမြဈေးရမည်မဟုတ်ပါကာလအတန်းကြာပြောင်းနေသောပစ္စည်းများမရှာဘဲပြန်တွေ့မည်တွားနာတွားကဲ့တွားကြိုးခြင်းများဖြစ်တတ်ပါれရောက်ရှိနေသောနေရာဝန်းကျင်တို့တွင်မပြောပိုက်ခြင်းများဖြစ်လိမ့်မည်အပြောင်းလဲတစုံတရာတစ်ခုကိုလိုလားနေပါれအိမ်နီးပါးမှာပွဲလန်းသမန်းများရှိပါက၎င်းဆိုင်းပုံများတိခတ်နေပါက၎င်း ောင်အစုညံ့ကင်းပါလိမ့်မယ်ရင်ကားမောင်းနှင်မှုတရိရှိရမယ်အရှိရအရှိမြောက်အရများသူအကြောင်းကြီးငယ်မရှိပဲအပြောသဘောသွားခြင်းမပြုလုပ်တဲ့မှာညနေတကောင်ဝင်းကျင်ဖြစ်အလဲပတ်သွားခြင်းများရှောင်ခြင်းမှာဥပတ်ကြုံတတ်ပါတယ်ရိုးစဉ်ရေချိုးကန်းအိမ်သာအဝင်ထွက်တို့တွင်အမိုက်တိုက်များရှင်းအောင်ထားပေးပါရှုပ်ထွေးနေပါကအစိတ်ကောင်းများခိုအောင်နေတတ်တယ်နိုဝင်ဘာလ23ရက်24ရက်25ရက်28ရက်ဒီဇင်ဘာလ2ရက်3ရက်နေများတွင်ရံပရိပကများကိုဖြည့်ရှင်းရန်ရံများဖြစ်ပါတယ်ကြာတာ ပရင်နေ့စနေနေ့မွေးသောသူများနဲ့ပတ်သက်ပူးပေါင်း၍အလုပ်စည်းဝါးများလုပ်ကင်အောင်မြင်မယ်ဘရုနန်ရင်ရွှေရေလေးစနေနံတွန်းထွက်တိုးထွက်အထင်ဓာတ်တထုဓာတ်တထုလုပ်ငန်းများကိုလုပ်ကင်၍အကျိုးပေးပါတယ်ကိုပိုင်ဆုံးဖြတ်ချက်တို့ကိုအသုံးချ၍တိုးတက်ခြင်းများရှိမယ်အနောက်တောင်ရက်မှလူမျိုးကွဲအကျိုးပေးလိမ့်မယ်နိုဝင်ဘာလ20ရက်22ရက်29ရက်ဒီဇင်ဘာလ4ရက်နေ့များတွင်အမည်တွင်မှအုကခငါပါသောသူများမှမယုံမသားဆောင်ရွက်ထားသည့်ပြဿနာများကိုရင်ဆိုင်ဖြေရှင်းရမည် ယ်စိတ်ပင်ပန်းစရာများနေလဲကြုံရတတ်ပါတယ်ရံပရိဝကများနေလဲထိတ်တိုက်တွေ့ဆုံရတတ်တယ်အင်္ကာနေ့တောက်ချာနေ့မွေးသောသူများမှာသူတစ်ပါးကိုမြောက်မြောက်ထုတ်ပင်ကိုပြု၍မိမိအားစိတ်နှောက်ရှက်ပြုစေလိမ့်မယ်တခုတဝက်အန်နေဂရုဆိုင်ပါနိုဝင်ဘာလ21ရက်26ရက်28ရက်30ရက်နေ့များတွင်လေကားမှချောကြတတ်တယ်နေတို့လာရောက်လဲပတ်သောကလေးများအမြင့်မှကြတတ်တယ်ခါကုန်းနေသောသူမဟုတ်ဦးမင်းမစွမ်းရှိသောအသက်အရွယ်ကြီးရင်သောသူတို့ဟာစေတနာပို့၍နှောက်ကြီးလွန်ကတော်ဝင်ယူခေါ်ဆောင်လာသ ူကငွေကြေးရာသွင်း၎င်းစောင်းရွက်မှုရေးရာသွင်း၎င်းမနိုင်မနှင်းဖြစ်၍မိမိထံအကူအညီတောင်းရမှ၎င်းအကူအညီစောင်းရွက်ပေးရမည်လူမျိုးကွဲလူမျိုးသားများနှင့်စောင်းရွက်သောကိစ္စများမှာအကျိုးထူမည်အကျိုးပေးသောအရာအနည်းရောအပြာရင်ရောအဝါရောနှက်ပြာရောအစိမ်းရောင်တို့သည်လက်ပွင့်ကံကောင်းစေသောအရာများဖြစ်၍မိမိအတွက်ရေးပါသောကိစ္စများစောင်းရွက်သောအခါသုံးစွဲဝတ်ဆင်သင့်ပါသည်ကံကောင်းစေသောပန်းများမှာမင်းမျိုးပန်းရောင်စုံပိမ့်ပန်းဝင်းရောင်စုံတပြည့်ညွန့်တစ္ဆပန်းဒန်းညွန့်ဒေါနာညွန့်နှင်းစီပန်းရောင်စုံ ုံးတို့သည်ဒီကနအတွင်စူတောင်းပြပြီးလက်ပွင့်စေသောဓာပန်းများဖြစ်၍မိမိယုံကြည်ကိုးကွယ်ရဖရာတွင်ဖရာပန်းကလူချင်းပြုလုပ်ပါဒီကနအတွင်မှာတရုတ်စကားပန်းဖရာမလူကောင်းမှာအကျိုးပေးသောကနန်းများမှာယခုကာလအတွင်တောက်ကြနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ချိုးရွေသော၎င်းထိုးခြားသောနမိတ်ရွေချီချိုးသောအခါသွေ၎င်းညံကွန့်အသုံးချ၍ချီချိုးပါယခုကာလအတွင်အကျိုးပေးသောကနန်းများမှာကုတ်တေ9ခွနဲ့ကနန်းများဖြစ်ပါလေရေရေရဖုန်တို့ကြီးကျောင်းတို့အုံသီးလူရန်မှာအုံမင်းတပင်ကိုကျောင်းမီ၍မြောက်ရ ရကိုမျက်နှာမူကပန်းသီးစား၍လိုရာဆန္ဒပြုပါဖနာဟောင်းတစ်ခုကိုဆွံ့ပြဲ့ပါတောက်ချန်းသားသမီးများလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ချန်းသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်မြမရိုးရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရပါရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်